အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်ဇွန်လ22ရက်နေ့ရက်မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်ချိန်ရောက်ရှိလာပါပြီပြည်သူပေါင်းဒေါ်လာနေသစ်ပါလို့နှုတ်ခွန်းဆက်သပါတယ်ခင်ဗျာအဲ့တော့ဒီကနေ့မနက်မှာထူးထူးခြားခြားနားဆင်ရမယ့်သတင်းတွေကတော့ရာဂီတိုင်းနယ်ကအင်ကဘူမြို့နယ်မှာအုတ်ချုပ်ရည်မူဦးဆိုးကတူအရင်ကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်နဲ့ထည့်သွင်းပေးလိုက်ရမှာရပ်ပိုင်တွင်မှာပဲဆရှုံးကော်စီတပ်သားတွေကတူတူရဲ့အလောင်းကိုပဲပြန်ပို့လာတယ်လို့သိရပါတယ်ဘလို့ဖြစ်ထားပါလဲ ကန်တော်နယ်ပွဲမှာတော့ BLPA တက်စုမှုစနိုက်ပါထိမှန်ပြီးတော့ကြာဆုံးသွားရပါတယ်။အလင်းဝင်ရောက်ဖို့ခေါ်ဆောင်တဲ့အချိန်မှာစစ်ရှုံးကောင်စီတပ်သားတွေကစနိုက်ပါနဲ့ပစ်လိုက်တာလို့သိရပါတယ်ခင်ဗျာ။ဆိုင်ကလိုင်းတွေမရှိတဲ့အတွက်ဖမ်းသိခံရပြီးစစ်သားတစ်စူးစောင်းခံရသူကလက်နက်တွေယူပြီးတော့ KNL ထံကိုအလင်းဝင်ရောက်လာပါတယ်။ရွှေကျင်တန်စိတ်ကာလမိုင်းမှာစစ်တပ်ရိခါဖို့စစ်ကြောင်းကိုကင်းမုံယူပေးနေတဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုတိုက်ခိုက်မှုမှာတော့၃ဦးဝေချင်းပြီးတေဆုံးသွားပါတယ်ခင်ဗျာ။ ဗီဝေဝန်တန်းတွေကိုထရန့်ဆိုးရကအလုတ်ရနာစာပေးပို့လိုက်ပြီလို့သိရပါဗါးဒီသတင်းတွေနဲ့တူဒီကနေ့မနက်ခင်းရဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုနားဆင်ရမှာပါခင်ဗျာအဲ့တော့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အေရီတိုင်းအင်ကပူမြို့နယ်စီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးကတူရင်းဖြစ်သူကိုစစ်မှုထမ်းတပ်သားတစ်အဖြစ်နဲ့ထည့်သွင်းတဲ့ချိန်စစ်သားတွေကဝိုင်းဝန်းထိုးကျက်ရိုက်နှက်တဲ့အတွက်တေဆုံးသွားခဲ့ပြီးစစ်ရုံးကောင်စီတပ်ကအလောင်းပြန်လာပို့သွားတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်ခင်ဗျာ အင်ကပူမြို့နယ်စီပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးစိုးကသူ့ရဲ့ညီရင်းဖြစ်သူဦးညွန့်ရွှေရဲ့သားဖြစ်သူကိုတစ်ချိန်လုံးအရက်တောက်နေတယ်လို့ဆိုပြီးစစ်မှုရန်တပ်သားအဖြစ်နဲ့ထယ်သွင်းလိုက်တာလို့သိရပါတယ်ခင်ဗျာဂျွန်လာ14ရက်နေ့စစ်မှုရန်အပတ်စဉ်14တက်ဖို့အတွက်စစ်ရှုံးကောင်စီတပ်ကအုပ်ချုပ်ရေးမှူးဦးစိုးရဲ့တူဖြစ်သူကိုလာရောက်ခေါ်ဆောင်သွားခဲ့ကြောင်းဇွန်လာ16ရက်နေ့မနက်ပိုင်းမှာတော့နှစ်ရက်ကြာပြီးတဲ့အချိန်မှာရဲအုပ်ချုပ်ရေးမှူးဦးစိုးရဲ့တူဖြစ်သူအလောင်းကိုစစ်ရှုံးကောင်စီတပ်ကရွာကိုပြန်လည်ပို့ဆောင်ပြီး တကုတ်လုံးမှာလည်းဒဏ်ရာတွေပြည့်နှက်နေတယ်လို့သိရှိရပါတယ်ခင်ဗျာစီပင်ကျေးရွာအုပ်ချုပ်ရေးမှူးငဆိုးကတူတူအရင်အရက်ကြောင်နေတဲ့ကောင်ကိုစစ်မှုထမ်းဖို့ဆိုပြီးအပတ်စဉ်ဆက်လေးမှာထဲတာအုပ်ကြီးငဆိုးရဲ့ညီဖြစ်တဲ့ညွှန့်ရွှေရဲ့သားတူတူအရင်ကိုစစ်မှုထမ်းပြန်ထဲတာနော်အဲ့ဒါကျွန်တော်16ရက်နေ့မှာပဲစစ်ကားနဲ့အလောင်းလာပို့တယ်စစ်တပ်ကတော့အရက်စီကိုရေမရောပဲမှားတောင်းပြီလို့ထေတာလို့ပြောတယ်ဒါပေမဲ့အလောင်းမှာဖူးရောင်ညိုမဲထိုင်ရတယ်အပြစ်ပဲ ဝိုင်းရိုက်လို့ဒေသွားတာပါနောက်မှစစ်သားတအူးပြောတာကအရက်ကြောင်ပြီးပောက်ကရရီပြောလို့စစ်တပ်ကအစစ်သားတွေကဝိုင်းထိုးကြရင်လက်လုံပြီးတော့ဒေသွားတာဆိုပြီးစီပင်ကြီးရွာအုပ်စုကဒေသပြည်သူတအူးကဖြစ်စဉ်သေးစိတ်ကိုရှင်းပြပါပါတယ်ခင်ဗျာစစ်ရှုံးကောက်စီတက်ကစစ်မှုထမ်းခိုင်းမှုအတွက်ခေါ်ဆောင်သွားပြီးတဲ့နောက်မှာနှစ်ရက်ကြာမှတော့အလောင်းပြန်လာပို့တာဖြစ်ပေမဲ့ကျင်းသူမိသားစုမှာတိုင်ကြားမှုတွေမလို့ရဲကြောင်းစစ်တပ်ကပြောတဲ့အတိုင်းရက်စီတောက်ပြီးတော့တေဆုံးသွားတယ်ဆိုပြီးတော့ဒါလက်ခံပြီး ေဆုံးသူကိုတကြိုလိုက်ရတယ်လို့သိရပါပါတယ်ခင်ဗျာအင်ကဘူမြို့နယ်မှာ AA နဲ့ PD ရဲ့တပ်ဖွဲ့တွေဝင်ရောက်လာနိုင်တယ်ဆိုပြီးစစ်ရုံးကောင်စီတပ်ကစစ်မှုထမ်းတပ်သားတွေအဖြစ်နဲ့လူငယ်တွေကိုဖမ်းဆီးတာတွေပေါ်တာဆွဲတာတွေကိုအကြီးအကျယ်လှုပ်ဆောင်နေတဲ့အတွက်မြို့နယ်အဲ့ဒီမြို့နယ်မှာဒေသပြည်သူတွေလူငယ်တွေအထူးသဖြင့်ထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါပါတယ်ခင်ဗျာဒါတော့ပထမဆုံးတွေ့ရတဲ့သတင်းတစ်ပုဒ်ဖြစ်ပါတယ်တော်တော်လေးသဘောတော်ကောင်းပြီးပထွေးလက်ကိုယုံမှတ်လို့ပုံဝဲလိုက်တာခုတော့အလောင်းမယ်ပြန်ရတယ်ဖြစ်စင်မှာ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းပလဲမြို့နယ်ကန်းတောင်ကျေးရွာစခန်းသိမ်းတိုက်ပွဲမှာတပ်စုမူတူချဆုံးခဲ့တယ်လို့ကျတဲ့နယ်တပ်မတော် VLPAC ကနေသိရှိရပါတယ်။အဲ့ဒီတပ်စုမူဟာရမပဲခဲအမှတ်၁၁တရင်ကျတဲ့နယ်တပ်မတော် VLPA ကအသက်၂၄နှစ်အရွယ်ကျော်ဤခေါ်ကျော်မျိုးသူဖြစ်ပြီးဂျော်လာ၁၉ရက်မှာစနိုက်ပါကြီးထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ရန်သူစကားဆကိုအလင်းဝင်ရောက်ဖို့အော်ခေါ်နေတဲ့ချိန်စနိုက်ပါနဲ့ပြန်ပစ်သွားခဲ့တာပါ။ခေါင်းကိုထိမှန်ပြီးတော့ ြာဆုံးခဲ့တာပါဆိုပြီး BLPA တာဝန်ရှိသူတူကပြောပါတယ်ခင်ဗျာတက်ဆူမူကျော်ကြီးကတော့ဇနီးနဲ့ကလင်းငယ်ကြမ်းရှိခဲ့ကသူ့ရဲ့အလောင်းကိုတော့ဂျွန်လ20ရက်နေ့မနက်9:00နာရီကျော်မှာစာမဏခန္ဓာပြုလုပ်ပြီးမိတကြိုပေးခဲ့တယ်လို့တာဝန်ရှိသူတူကပြောပြပါတယ်ခင်ဗျာအလားတူပဲကန်းအောင်စခန်းသိမ်းတိုက်ပွဲမှာဖျက်တော့ရေးလုံနေတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတပ်မတော်အမှတ်3စစ်ကြောင်းအမှတ်4တရင်ကတပ်ဖွဲ့ဝင်ထိုင်ကြီးခေါ်တန်းတိုက်အောင်25နှစ်ចောင်းသားလေးခေါ်ချစ်စော်ဖြူ18နှစ် ဂျိမ်းမောင်28နှစ်လို့ကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။အတော့ကန်းတော့ကျေးရွာနယ်မြေရဲစခန်းမှာရှိတဲ့ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကိုပြည်သူ့လူမျိုးရေးတပ်မတော် PLA ဥဆောင်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေကဇွန်လ2ရက်ကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာ28ရက်အကြာဇွန်လ20 sorry ပါဇွန်လ29ရက်မှာတော့အပိသက်သိမ်းပတ်ရရှိခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဆက်ရှုံးကောင်စီတပ်ဖွဲ့ဝင်တွေကိုအလင်းဝင်ရောက်ဖို့အချက်ပြတာခေါ်ဆောင်တာလဲ လှုပ်တာလေလှုပ်တာပေါ့အဲ့တော့စရှုံးကောင်စီတပ်သားတွေကတော့တိတဲ့အတိုင်းလူစိတ်ရှိတဲ့ကောင်တွေမဟုတ်ဘူးအများစုကအသေးရရအရှင်ရရတော်လိုင်းရေးတပ်ဖွဲ့တွေဆိုရင်လေညတာမှုမရှိဘဲနဲ့တက်ဖြတ်ကြတဲ့သူတွေဖြစ်တဲ့အတွက်ဒီချက်ကိုတော့တခြားတော်လိုင်းရေးတပ်ဖွဲ့ဝင်တွေလည်းသတိအထူးထားကြဖို့လိုအပ်ပါတယ်အခုဆိုရင်တော်တော်လေးကိုစိတ်မကောင်းစရာပါအလင်းဝင်ရောက်ဖို့စေတနာနဲ့ခေါ်ကြတာကိုစနိုက်ပါနဲ့ပြန်ပြီးတော့အပြစ်ခံပြီးအသက်ပါဆုံးရှုံးသွားလိုက်ရတဲ့ဖြစ်စဉ်ပါ ။ဟောနောက်ထပ်သတင်းကတော့ပဲခူးတန်းရွှေကျင်မြို့နယ်ရွှေကျင်တန်းစိတ်ကားလမ်းပိုင်းမှာအကြမ်းဖက်ဆက်ရှုံးကောင်စီတပ်ရိခါဖို့ဆက်ချောင်းကိုကင်းမုံယူပေးနေတဲ့ဆက်ရှုံးကောင်စီတပ်သားတွေကိုတိုက်ခိုက်ရမှာစစ်သား၃ဦးပွဲချင်းပြီးတေဆုံးခဲ့ကြောင်းဒီ Fire Dragon ဆက်ချောင်းတာဝန်ရှိသူကပြောပြပါဗါးကျွန်တော်20ရက်နေ့မိုးလယ်12နာရီခွဲချိန်လောက်မှာရွှေကျင်မြို့နယ်ရွှေကျင်တန်းစိတ်ကားလမ်းပိုင်းမှာအကြမ်းဖက်စစ်ရှုံးကောင်စီတပ်စစ်ကြောင်းဟာရှမ်းရွာကိတ်ကစပြီးဒီအင်ဂနီယုံတိုင်းရွာတွေအထိကားလမ်းတစ်ချောင်းမှာ ဒီလန်ကင်းယူပြီးတော့ရိတ်ခါပို့ဆောင်မှုတွေလှုပ်ဆောင်နေခဲ့တာလို့သိရပါတယ်။အဲ့လိုဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်ရဲ့စစ်ကြောင်းကိုအင်္ဂနီယုံတိုင်းကြေးရွာကာလန်ဘေးမှာကင်းမုံဝစ်ပြီးတော့လုံယုံရေးယူပေးနေတဲ့အဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်ခင်ဗျာ။အဲ့တော့တိုက်ခိုက်မှုအတွင်းမှာဂျမ်ဘတ်စစ်ရှုံးကောင်စီတပ်သား3ဦးနေရာမှာပဲပွဲချင်းပြီးတဆုံးခဲ့ပြီးစစ်ရှုံးကောင်စီတပ်သားတွေကပြန်လည်ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့ဒွန်လိုင်းရဲဘော်တွေအထိခိုက်မရှိနဲ့စုခွာနိုင်ခဲ့တယ်လို့သိရပါတယ်။လမ်းမော်ကသွားတာကအင်အားရာချီတယ် အခုပြစ်တာကလမ်းကင်းယူထားတဲ့ဖွဲ့ကိုပြစ်တာရတဲ့နီးနဲ့ချပါပဲအဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေး၃កောင်သေတယ်ဆိုပြီး Fire Dragon စစ်ကြောင်းတာဝန်ရှိသူတဦးကတိုက်ပွဲချင်းဒီကိုပြောပြပါတယ်ခင်ဗျာအနောက်ထပ်သတင်းတပုတ်ကတော့ဘကိုးတိုင်းအုတ်တွင်းမြို့နယ်အကြမ်းတ်စစ်ရှုံးကောင်စီတပ်ကအဲ့ဒီအုတ်တွင်းမြို့နယ်တွေကဖမ်းဆီးပြီးတော့စစ်သားသစ်စုဆောင်းခံရတဲ့တပ်သားကိုဝေရန်ထွန်းကကင်းပြည်နယ်အောင်စရစစ်စင်ရေးကနေထွက်ပြေးပြီး ကင်မျိုးသားလူမျိုးရေးတပ်မတော် KNL ထံကိုအလင်းဝင်ရောက်ခဲ့ကြောင်း KNL ဘိုဌာနချုပ်ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာအမှတ်338ချင်းမြန်တိုင်ရင်ကာမာယာ338ကတပ်သားတစ်ဝင်ရန်ထွန်းဟောက်အုတ်တွင်းမြို့နယ်မှာတကယ်ချင်းတဲ့အတူစစ်ရှုံးကောင်စီတပ်ကဖမ်းဆီးဆစ်ဆီးပြီးတော့စစ်သားတစ်စုဆောင်ခံလိုက်ရတာပါစိုက်ကဲလိုင်စင်ဖမ်းတာလိုင်စင်မရှိလို့တကယ်ချင်းတရားကိုပြန်လွှတ်လိုက်တယ်ကျွန်တော်ကိုအချုပ်ထဲမှာနှစ်ရက်ထားတယ်ဆိုပြီးတပ်သားဝင်ရန်ထွန်းကသူဖမ်းခံရတော့ကဖြစ်စဉ်ကိုပြောပြပါတယ်အချုပ် ကနေတောင်ကူစူးစောင်းရေးကိုပို့ဆောင်ခဲ့ပြီးအဲဒီကနေတဆိုင်အမှတ်ကိုလေ့ကျင့်ရေးကြောင်းတထုံကိုပို့ဆောင်ခဲ့ကြောင်းတင်နှန်း၃လတက်ပြီးတော့နောက်ဒီခမာယ338ကိုပို့ဆောင်ခံရတာဖြစ်တယ်လို့သူကပြောပါတယ်ခင်ဗျာစစ်ချုပ်ကောင်စီတပ်တွင်းမှာညဘက်ကင်းဆောင်ခိုင်းပြီးနေဘက်အနာမပေးကြောင်းထမင်းဝအောင်မစားကြောင်းအိမ်ငယ်ရင်၄ခွာနဲ့ပြစ်ခံရကြောင်းသူကအခြေအနေတွေကိုပြောပြပါတယ်စစ်ချုပ်ကောင်စီတပ်ကထွက်ပြေးဖို့အချင်းချင်းစူးစမ်းခဲ့ပြီးအခွင့်အရေးမရခဲ့ကြောင်းအခွင့်အရေးရချိန်မှာတငယ်ချင်းတွေနဲ့အတူထွက်ပြေးလာတာလို့ပြောပါတယ်ခင်ဗျာ တငယ်ချင်း၃ယောက်ထွက်ပြေးလာတာလက်နက်တယောက်တည်းစီပါတယ်ခဲရန်နေလဲပါပါတယ်ဆိုပြီးတပ်သားဝင်ထုံးကပြောပါတယ်ဂျန်နေတဲ့စစ်ရှုံးကောက်စီတပ်သားတွေတော်လိုင်းဘက်ကိုအလင်းဝင်ဖို့လဲသူကဖိတ်ခေါ်ထားပါတယ်တော်လိုင်းတပ်သားတွေအနေနဲ့စစ်ရှုံးကောက်စီဘက်ကလိုညှဉ်းပန်းနေစက်တာမရှိကြောင်းအလင်းဝင်ရင်တပ်ဖြတ်ခံရမယ်ဆိုတာမဟုတ်ပဲစစ်ရှုံးကောက်စီဘက်ကချင်းချောင်းမှုကိုကြောက်ရံမလို့ကြောင်းတပ်သားဝင်ထုံးကပြောဆိုပါတယ်တော်လိုင်းပြီးရင်မိသားစုနဲ့အတူပြန်နေမယ်လို့လဲသူကပြောပါတယ်ခင်ဗျာအဖေနဲ့အမေနဲ့အချမ်းမကြီးဂယုဆိုင်ပါတားလဲလွတ်လွတ်လပ်လပ် ရှိတဲ့နယ်မြေကိုရောက်နေပြီးအရင်လိုဟိုသောင်းစားတွေဆရှုံးကောင်းစီတက်ရဲ့လက်ထဲမှာမဟုတ်တော့ဘူးဆိုပြီးတက်သားဝေရန်ထွန်းကသတင်းစကားပါပါတယ်ခင်ဗျာအဲနိုင်ငံတကာသတင်းတွေဘက်မှာတော့အမေရိကန်ဆိုရရဲ့ဝန်ထမ်းအဖြစ်နဲ့တာဝန်ထမ်းဆောင်နေတဲ့ VOA သတင်းဌာနကအချိန်ပြည့်အမြဲတမ်းဝန်ထမ်း600နီးပါးထံကိုအလွတ်ရနာတဲ့စာတွေကိုဂျွန်လ20ရက်နေ့မှာ Trump အစိုးရကပေးပို့လာတယ်လို့သိရပါပါတယ်ခင်ဗျာ။ အလို့ရနာခံရတဲ့ VOE သတင်းဌာနဝန်ထမ်းတွေထဲမှာ VOE မြန်မာပိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့အမြဲတမ်းဝန်ထမ်းအနည်းဆုံး6ဦးထိပါဝင်ပြီးအလို့ရနာစာလက်ခံရရှိတဲ့ဝန်ထမ်းတို့ကအဲ့ဒီအခြေအနေကိုပြောပြပါရတယ်။အမေရိကန်ဆိုရရဲ့အာဘော်ဒီထိဟက်စေတဲ့သတင်းတွေထုတ်လွှင့်ပေးနေတဲ့ VOE သတင်းဌာနမှာအချိန်မဲဝန်ထမ်းတွေကိုလုံခဲ့တဲ့2လလောက်ကစပြီးအလို့ရနာခဲ့ပြီးအခုခါအမြဲတမ်းချိန်ပြည့်ဝန်ထမ်းတွေကိုပါအလို့ရနာစာပေးပို့လာတာလည်းဖြစ်ပါတယ်။ Transoya တက်လာပြီးနောက်ပိုင်း VOE သတင်းဌာနရဲ့လုပ်ငန်းတွေရပ်တန့်ထားတဲ့ ဥပဒေနဲ့ဒီလုပ်ငန်းတွေကိုရပ်တန့်ထားတာကဥပဒေနဲ့မညီဘူးဆိုပြီး VOE ဝန်ထမ်းအောင်တချို့ကဥဆောင်ပြီးအစိုးရကိုတရားစွဲဆိုပြီးတော့မြို့နယ်အဆင့်တရားရုံးကနေ VOE ဝန်ထမ်းတွေအလုပ်ပြန်ဆင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီတရားရုံးရဲ့အမိန့်ကိုအစိုးရဘက်ကလက်မခံတဲ့အတွက်တရားသူကြီး၃ဦးထိုင်တဲ့တရားရုံးကိုအယူခံတက်ခဲ့ရမှာအဲ့ဒီတရားရုံးက Trump အစိုးရကိုအနိုင်ပေးခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့နောက်ထပ်မိုးလေဝသသတင်းတွေကိုဆက်ပြီးတော့ပြောပြစေ။အနောက်တောင်မိုးတုံလီအင်အား ကောင်းလာတာကြောင့်ဇွန်လ25ရက်နေ့ထိနိုင်ငံတော်မှာဒေသလိုက်မိုးကြီးတာနဲ့လေပြင်းတိုက်ခိုက်မှုတွေဖြစ်ပေါ်မယ်လို့မိုးလေဝသနဲ့ဇလဗီဒန်ညွှန်ကြားမှုဦးစီးဌာနကသတိပေးထားပါတယ်။ကပ်ပလီပလင်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမိုးသွန်လေအားကောင်းနေတာဖြစ်တယ်လို့အရှိတ်ဘက်ကလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်နောက်ဘက်ကရွေ့လာတဲ့လေပြင်းလိုင်းတွေရဲ့အရှိန်ကြောင့်နေရာကွက်ပြီးတော့မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။မိုးကြီးပြီးလေပြင်းတိုက်တာနဲ့အတူမိုးထစ်ချုံရွာတာမိုးကြိုးပစ်တာလျှက်စီးလက်တာမိုးသီးကြွေတာလျှက်တပြည့်ရေကြီးတာနဲ့မြေပြိုတာတွေလည်းဖြစ်နိုင်တယ်လို့သတိပေးထားပါတယ်ခင်ဗျာ။ အထူးသဖြင့်ကတော့ရန်ကုန်ပဲခူးစကိုင်းထက်ပိုင်းအေရီတနင်္သာရီကချင်းကရင်နဲ့မွန်တို့မှာနေရာကွက်ပြီးတော့မိုးများမိုးကြီးမယ်လို့ဆိုပါတယ်ခင်ဗျာဒါတော့ကျွန်တော်တို့ဒီကနေ့မနက်ပိုင်းမှာတွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ဝေယံကဝိုင်းတော်သားရင်းနဲ့အတူစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်တွေနဲ့အတူကျွန်တော်တို့နေ့လည်ခင်းမှာပြန်လည်ဆုံတွေ့ပါမယ် ်ခေတ္တစီစေတသာအတူမီချိုးစားတဲ့ကြောင့်မီဖေရတီတော်စုအတွက်အသက်သွေးပေးစမည်ကောင်းဤကိုစီထဲရွက်ချမည်စာနာကူညီပေးမှထောက်ရလက်တွေ့ညီရဲ့ရင်တွေတော့ပြီးပြီးတတိသစ္စာညီရန်သူအာနာယူမြချေမုံမြခင်ပြီးမြင်ချင်ညာနဲ့ဆွဲချက်ညီ ယုံကြည်သည်ဘာမတိဒီလူကမွေးတဲ့အောင်စစ်သည်တိုက်ပွဲတိုင်းလဲတိုက်ခိုင်းနိုင်ရမည်ငါတို့အားကိုငါတို့မြေယုံကြည်ကိုစီအပ်တပေးကြတရေကောင်းပေါင်းလို့သည်သမိုင်းကြီးပြည့်စက်ပြေကြခရီးပြုတ်သစ္စာတိဒီလူလူအပေါင်းပြီးစံသာပြရမည်

တဆွာအထူးကြီးစိုးစားပြတ်ကြော်မီဖရယ်ပြီတော်စုအတွက်အသက်သွေးပေးဆက်မီဒါဝင်ကိုစီတန်ရွှေချမီစာရာကူကြီးပေးမှာထာဝရလက်တွေကြီးရဲ့ရည်သွေးတော့ပြီးပြီးတက်တိတ္တစာကြီးရန်သူအားလားယူမြခြေမုံမြခြေမြမြင်ညာနဲ့ဆွဲပြည့်စီကြီး

တွေပေးဆက်တည်ကြတိပြုသစ္စာတည်ဒီလူလူဘောင်းတည်စံသာပြေရည်နိုင်ငံတော်ကိုသူစစ်ချမည် Hey!